ရှင်မင်းကြီးကလူသားကို စားတယ်ဆိုတာတကယ်ပဲလားစားတော့ချက်ပြောတဲ့အတိုင်းတကယ်ပဲလားလို့ဆိုဘီရင်ကြီးကလည်းပဲပြောင်ပြောင်တင်းတင်းပဲသူတယ်ဟုတ်တယ်လေတဲ့စရောကဲဟာငါ့အတွက်လှုပ်ပေးနေတယ်လူငါလူကိုမင်းတို့ကဘာပြစ်မှုနဲ့ဖမ်းရတာတော့ဘီရင်ကြီးကအဲ့လိုပြောတော့စစ်သူကြီးကအံ့ဩတုန်လှုပ်သွားတယ် ဩအတော်ရက်ဆက်တဲ့မင်းကြီးပဲပြည်သူပြည်သားတွေကိုရင်ဝဲသားခဲ့သူထိမ့်သိမ်းဆောက်ရွှောက်အောင်ပဲအစားကိုပြည်သူတွေကိုကိုတက်စားနေဘီင်ကြီးကိုတတ်နိုင်တယ်များဖြောင်းပြပြီးတော့ဒီအလောက်ကရှောင်မိုးရငါပြောမှပဲလူသားကို မစားပါနဲ့လို့တာတာအေးအေးစစ်သူကြီးကရှောက်ထားတယ်မသိမ့်တော်ပါဘူးမလုပ်ပါနဲ့ဆိုတော့ဘီင်ကြီးကပြောင်ပြောင်ပဲ ကာလဟတိမင်းဘာပြောလိုက်တာလဲငါမရှောင်နိုင်ဘူးတဲ့ငါစားမှာပဲလူသားကိုအဲ့တော့စစ်သူကြီးကပြောတယ်အရှင်မင်းကြီးမရှောင်ဘူးဆိုလို့ရှိရင်အရှင်မင်းကြီးရောတိုင်းပြည်ရောပျက်စီးလိုက်မယ်ဆိုတော့ပြက်ပစေတဲ့ တိုင်းပြည်ပြည့်ချင်ပြည့်ပါစေငါကတော့လူသားမစားပဲမနေနိုင်ဘူးအဲ့လိုပဲလူသားပေါ်မှာလူသားရဲ့အရသာကိုသူဟာအလွန်အလွန်ကြိုက်နှစ်သက်ပြီးတော့ဆွဲလန်းသွားတာပေါ့နော်ဘာနဲ့ပဲလဲရလဲရအသက်နဲ့ပဲလဲရလဲရဆိုတဲ့ပုံစံမျိုးမင်းဘဝကိုလည်းဆွလွတ်နိုင်တယ် ရှိသမျှစီစဉ်ဥစ္စာတွေကိုလည်းဆွလွတ်နိုင်တယ်လူသားကိုတော့မဆွလွတ်နိုင်ဘူးအဲ့ဒါဆိုရှင်မင်းကြီးတိုက်မိရာအခုနင်ထောရလိမ့်မယ်ဆိုကြိုက်တယ်လို့လို့ဆိုပြီးတော့ဘီရင်ကြီးကနောက်ဆုံးခေါင်းမာမာနဲ့ညင်းဆိုလိုက်တဲ့အခါကျတော့သူတောင်းဆိုတာဘာတော့ဆိုရင်နောက်ဆုံးမှာမင်းတို့တိုင်းပြည်လဲငါမလို့ချင်ဘူးလူသားနဲ့ငါလဲမယ်နော်လူသားစားအဲ့တော့ငါ့ကိုတန်လေးရဲ့ဓာတ်တစ်ချောင်း ခနစရောကေရတကဆိုရဲစားတော်ချက်ယဲချက်စရာအိုးတလုံးယဲတောင်းတလုံးယဲဒါပဲပေးကျန်တာတွေသူဘာတစ်ခုမှမလို့ခြင်းဘူးဆိုပြီးတော့သူ့ကိုတန်လျက်ဓာတ်ချောင်းယဲအေးစားတော်ချက်ယဲတောင်းတလုံးယဲအိုးတလုံးယဲအဲ့ဒါပေးအဲ့ဒါယူပြီးတော့သူကဆင်းသွားလေရဲ့နန်းတော်ဘဝနဲ့ဆင်းသွားလေရဲ့ ဘယင်တော့အဲ့ဒါစဉ်းစားကြည့်ဘယ်ရောက်သွားတော့ဆိုတောအုပ်ကြီးတစ်ခုတည်းဝင်သွားတယ်နောက်ကသူ့ရဲ့စားတော့ချက်ကလိုက်ရတောအုပ်ကြီးတည်းဝင်ပြီးတော့အရှိတ်ကောင်းတဲ့ညောင်းပင်တပင်အောက်မှာသူတို့စခန်းချစခန်းချနေချင်နေပြီးတော့တောထဲမှာလူလူဖြတ်တန်းသွားလာပြီဆိုရင်ဓာတ်ကပ်ပြီးတော့လိုက်တယ်သူ့အတန်ကြားလိုက်တာနဲ့လူတွေကလည်းကြောက် တော်ထဲမှာကြောက်လန့်ပြေးမောက်ရဲလဲအဲ့ဒီထဲမှာသူစားခြင်းတဲ့လူတယောက်ဂုံးဆွဲပြီးတော့ဓာတ်နဲ့လှီးပြီးတော့ယူသွားပြဟိုလဲရောက်ရောစားတော့ခဲကိုကဲချက်ဆိုပြီးတော့အဲ့လိုနဲ့နေတိုင်းတောအုပ်ထဲဖြတ်တန်းသွားလာတဲ့လူတွေကိုတတ်ဖြတ်စားလာတာကြာတော့တောအုပ်ထဲမှာဒီလိုပဲလူသားစားလူဘလူးရှိတယ်လူဘလူးရှိတယ်နဲ့တရင်ချီလာပြီဘယ်သူမှမသွားရတော့တောအုပ်ကြီးကသွားလာပြတ်သွား တရေကြတော့တောထဲကလူတွေကလာမဲ့လူရှိတော့ဓာတ်ကင်ပြီးတော့တဏီကုံတောထဲကဆောင်းဘသူမှမလာ မလာတော့အဲ့ဒီနေမှာသူတို့ဘာမှစားစရာမရှိတော့ဒီတိုင်းပဲပြန်သွားတယ်ပြန်သွားပြီးတော့ဟိုရောက်တဲ့အခါမှာစားတော့ကဲကိုပြောတာကဲမင်းမိမွေးဥတည်ထားဆိုတော့ အရှင်မင်းကြီးအသားကဘယ်မှာတုံးလို့ဆိုအသားရလိုက်ပဲပေါ့ကွာလက်ထဲမှာအသားပါမလားအဲ့တော့စားတော့ကဲကတုံလှုပ်နေပြီငါတော့တတ်တော့မှာပဲအဲ့ဒါမရရတကချိုင်ဆိုအဲ့ဒါပဲရတကကိုတတ်ပြီးတော့သူ့အတူချက်ပြုတ်စားလိုက်တော့ဒါအဲ့လောက်ထိအောင်ရက်ဆက်ကြမ်းကြုတ်ပြီးတော့ရတတနာတွေ့တာပြီးတော့သွားတယ် အဲ့ဒီနေရာစားပြီးရတကလည်းမရှိတော့သူတယောက်တည်းပဲချက်စားတော့နောက်တော့နော်အဲ့လိုနဲ့တော်တဲ့မှာနေတာတရက်ကြတော့ဘာဖြစ်လာတော့ဆိုအဲ့တောင်းအုပ်ကိုခီးသွားမဲ့စီးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုံနာတခုကမသွားမဖြစ်လို့ဒီတော်ကြီးကိုသွားအဲ့တော့သွားတဲ့အခါမှာလဲအဆောင်နေနဲ့သူသွားမှဖြစ်မယ်ဒီထဲမှာလူသားစားတဲ့လူဘလူးရှိနေတယ် ော့လူအုပ်နဲ့သူသွားရင်တော့ရမယ်ဆိုမသွားမဖြစ်တော့သူကလူတွေကိုငှားတယ်တောဟဝလူတွေမင်းတို့ငါ့ကိုကာဝယ်ဆောင်ရှောက်မင်းတို့ကိုငါငွေတစ်ထောင်ပေးမယ်ဆိုပြီးတော့ကုန်းသေးတွေတဲ့သူကအုပ်စုလိုက်ဖွဲ့ပြီးတော့အဲ့တောကြီးကိုဖြတ်ပြီးဟိုဘက်ကိုသွားတာအယောင်းဝယ်ကိစ္စနဲ့လူဘလူကဓာတ်ကင်ပြီးစောင့်လူတွေများနေတဲ့ကသူလူရွေးနေတယ်ဘာလို့လောက်ရမလဲရွေးနေ အဲရွေးတဲ့ထဲမှာချောချောလှလှတမ်းတမ်းပြက်ပြက်နဲ့တတိပုံနာကြီးကိုမြင်တာအဲပုံနာကြီးပဲဖန်ခေါ်သွားနည်းနည်းတတိကောင်းတဲ့လူတယောက်ပါတယ်အားလည်းကောင်းတယ်တတိလည်းကောင်းတယ်သူကနေအတင်းလိုက်လိုက်တဲ့အခါကျတော့လှဲ့ကြည့်တော့သူ့နားမှာသူ့နောက်ကလူတယောက်လိုက်နေတာကိုမြင်တဲ့အခါကျတော့ပုံနာကြီးကိုထမ်းပြီးတော့ဆီးဟိုဘက်ကိုခုံချလိုက်တဲ့အခါမှာဟိုဘက်မှာ ရှားငုတ်ကြီးနဲ့တော့တွေ့သူ့ခြေတော်ကြီးကိုထိုးပေါက်သွားပုံနာကြီးကိုဆက်ပြီးတော့ခေါ်မသွားတော့ဘဲနဲ့ချပစ်ထားခဲ့ပြီးကိုလိုယုံထွက်သွားအဲ့ဒီတော့ငါတို့ဆောင်းရှောင်းရမယ်ပုံနာကြီးငါတို့ရပြီအဲ့တော့သူ့ဘာသူသွားချင်းသွားပါစေတော့ကိုလူမပါပြီးတာပဲဆိုပြီးတော့ပုံနာကြီးကိုခေါ်ပြီးတော့ပြန်ညလိရဲ့ငုတ်ဆူးသွားပြီးတော့စားကြလည်းမရှိတော့ဘူးသူညောင်မင်းအောက်သွားပြီးတော့ ဘာမှစားစရာမရှိတော့အိတ်တာပေါ့နော်အိတ်လိုက်တာခြေောက်တန်ရာကြီးနဲ့ဆိုဆက်အိတ်တာဆေးလည်းရှိတာမဟုတ်တော့တယ်အဲ့လိုအိတ်ရင်ကနေအစာမစားတဲ့အတွက်ကြောင့်ခြေောက်တန်ရာကြီးကမြန်မြန်ကျက်သွားတယ်ဒါမှလည်းသူကတပည့်ကြီးကိုမော့ကြည့်ပြီးတော့ဒီတန်ရာမြန်မြန်ပြောက်အောင်မဆပါပြောက်ခဲလို့ရှိရင်ရှင်နမင်းကြီးကိုတရားတပါးသောမင်းရဲ့လေချောင်းသွေးနဲ့ရစ်ပူစော်ပါမယ်တဲ့ အဲ့ဒီလိုပြောပြီးတော့အိတ်ထံအစာမစားတဲ့အခါကျတော့ခေါနာဒဏ်ရာ6သွား6သွားပြီးတော့ပျောက်သွားတော့အဲ့ဒီအခါကျတော့သူကစဉ်းစားငါဒါယုတ်ကစိုးကြီးရဲ့တကူနဲ့ငါမြင်မြင်ရောကပျောက်သွားတာပဲဆိုပြီးတော့ဘယင်းနေဖမ်းဖို့တော့အားရှိမလားသူ့ကိုသူနည်းနည်းပါးပါးခုံပေါက်ကြည့်ဘယင်းနေဖမ်းဖို့သွားမယ်ဆိုပြီးတော့ဒါလေးထမ်းပြီးထွက်လာတဲ့အခါကျတော့ အတိတ်ဘဝတမှာသူ့နဲ့တငယ်ချင်းဘလူးတကောင်နဲ့သွားတွေ့ဖြစ်ချင်းတော့အဲ့တော့သွားတွေ့တဲ့အခါကျတော့အဲ့ဒီဘလူးကသူ့ကိုမှတ်မိတယ်သူကမှတ်မိဘူးအဲ့ဘလူးကတွေ့တဲ့အခါကျတော့တငယ်ချင်းမင်းငါမှတ်မိလားတယ်မမှတ်မိဘူးမင်းနဲ့ငါဟိုတုန်းကလေးတည်းဒီလိုစားဖို့စားပဲလူသားတွေတက်ပြီးစားဖို့စားပဲဆိုတော့အခုမင်းပဲရောက်နေတာတော့နဲ့ချိုးချောင်းပြောသူခြေတော့တန်ရပျောက်သွားလို့အခု တရားတော်ဘာသောမင်းတွေကိုသွားဖမ်းမလို့သွားဖမ်းမလို့မင်းကဝိုင်းကူစားမအောင်လို့ဘလူးအစ်စ်ကိုသူကလူဘလူးကဘလူးအစ်စ်ကိုခေါ်တာခေါ်တဲ့အခါကျတော့ဘလူးအစ်စ်ကငါ့မှာသွားစရာရှိတယ်တဲ့အလုပ်တွေကလည်းရှိတယ်မအားဘူးတဲ့မင်းကိုလိုက်ပြီးမကူညီနိုင်တော့ဘူးဒါပေမဲ့လို့မင်းကိုငါမန္တန်တစ်ခုသင်ပေးခဲ့မယ်အဲ့ဒါကိုရွတ်မယ်ဆိုလို့ရှိရင်မင်းထီးတယ်မြန်လိုက်မယ်မင်းရဲ့အပြေးကထီးတယ်မြန်လိုက်မယ် ပြီးတော့မင်းရဲ့ခွန်အားလည်းပဲကြောက်ကမလေးလေးကြီးမားတဲ့ခွန်အားရပဲမင်းအတန်ကြီးကလည်းတကယ်ဘလူးတန်ကြီးကိုပေါက်လာလိမ့်မယ်ဆိုပြီးတော့အဲ့ဒီမန္တန်ရွတ်ဆိုပြီးတော့ပေးသွားတယ်ဘလူးကတကယ်မှလူကမှဘလူးစိတ်ပေါက်နေရတယ်ထင်မယ်ဘလူးကသင်ပေးသွားသေးတယ်ပိုးဆိုးတော့တာပေါ့နော်အဲ့ဒီမန္တန်ရွတ်ပြီးတော့ဘယင်းတွေကိုသွားဖမ်းမယ်ဆိုဓာထန်ထွက်သွားလိမ့်ရဲ့နော်